ထိုင်းနိုင်ငံမှာအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်မယောင်လိုင်ကိုဖမ်းဆီးနိုင်ရေးအာဂျင်တီးနားတရားရုံးကတဆင့်ပြည်ပဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုကိုဘုတ်ကဆပို့တောင်းဆိုထားကြောင်းသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဧပြီလ၄ရက်နေ့ထိုင်းနိုင်ငံဗန်ကောက်မှာကျင်းပပြုလုပ်နေတဲ့ဘင်္ဂလားပင်လယ်ော်ဒေတာနိုင်ငံများနည်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတပ်အစည်းအဝေးပွဲကိုတက်ရောက်ဖို့မြန်မာစစ်ကောင်ဆောင်ကဘန်ကောက်ကိုရောက်ရှိနေတာဖြစ်ပြီး အင်တာဗိုအနေနဲ့ဖမ်းဆီးပေးဖို့တရားရုံးကနေတဆင့်တိုက်တွန်းထားကြောင်းကိုပြည်တိုင်အခြေဆိုင်မြန်မာရိုဟင်ဂျာအသင်းဘရူကဲဥက္ကဋ္ဌဦးထွန်းခင်က TVB ကိုပြောပါတယ်ကျွန်တော်တို့ကအာဂျင်တီးနားတရားရုံးကိုဆက်တွေ့တယ်အာဂျင်တီးနားတရားရုံးကနေပြောအာဂျင်တီးအချမ်းပစီကောင်းဆောင်ပြောင်းလိုက်ရဲ့ထိုင်းခီးကိုကျွန်တော်တို့ပြောပြတော့သူတို့အမြန်ဆုံးအာအင်တာပိုးလ်ကို တရက်နေ့အပရီလတရက်နေ့ကိုသူတို့ပို့လိုက်တယ် Interpol ကိုဒီသူ Powerran ကိုအ Interpol ကနေ account တွေပေါ်ဖို့ပေါ့နော်အဲ့ဒီအတွက်ခု Interpol ကိုတော့ကျွန်တော်တို့တွန်းနေတယ်ဒါပေမဲ့ဘယ်လိုလုပ်မယ်ဆိုတော့ကျွန်တော်တို့ကတော့မသိရသေးဘူးကျွန်တော်တို့ကတော့တွန်းနေတာရှိပါတယ် Interpol ကတော့သူတို့ကတော့ဒီ detail လောက်မပြောဘူးကျွန်တော်တို့ကမပြောဘူးဒါပေမဲ့ကျွန်တော်တို့ကတော့တွန်းအားပေးနေပါတယ် တစ်ဖက်မှာလည်းစစ်ကောင်ဆောင်ထိုင်းနိုင်ငံကိုအစည်းအဝေးတက်ရောက်မဲ့ပေါ်ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတွေကိုငလျင်မလုတ်ခတ်မိကြတဲ့ကတိုက်တွန်းနှိုးဆော်နေတာဖြစ်ပြီးအခုလိုငင်းလုတ်ခတ်ပြီးအချိန်မှာလည်းကဲဆယ်ရေးမှအာမထုတ်ပဲနိုင်ငံတကာကိုဝန်ဆောင်စူးစမ်းနေတဲ့ပေါ်ရန်ကုန်တော်လိုင်းအင်အားစုကကိုနန်းလင်းကဝေဖန်ပါတယ်။ဒိုင်းငလျင်ဖြစ်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့အနေနဲ့ဒီငလျင်အရေးပေါ်မှာပြည်တွင်းပြည်ပဒါအာလုံးရှိကြတဲ့သူတွေကနော်ကုညီဖို့ထောက်ပံ့ဖို့လှူဒါန်းဖို့ကိုပဲပို့ပြီးတော့အာယုံဆိုင်နေတဲ့ အနေထားကြိုးစားနေတဲ့အချိန်မှာပဲပြောရမယ်ဆိုရင်မင်းအောင်နိုင်ကထိုင်းမီဘော်ကိုတွားပြီးတော့မှဒါနိုင်ငံတကာကိုခွေးတိုးပေါက်ကနေဝင်ပို့ကြိုးစားတာလို့ကျွန်တော်တို့မြင်ပါတယ်။နိုင်ငံစလုံးကအရက်ဖက်အဖွဲ့တွေကဒါတက်ကြွလှူရှာသူတွေကနေပြီးတော့အပြင်းထန်ကန့်ကွက်နေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာကိုမင်းအောင်နိုင်ကိုယ်တိုင်ကနိုင်ငံရေးအမျက်ထုတ်ပြီးတော့မှအလုံနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုရက်ကိုဒါထိုင်းပြည်သူတွေနဲ့เนาะကျွန်တော်ထိုင်းရောက်မြန်မာတွေအတူပူးတွဲပြီးတော့မဟာလာကိုထိုင်းကနေမောင်းထုတ်ပေးဖို့ နော်ဖန်စီပြီးတော့မှ ICC မှာတရားစွဲဖို့ဒါကျွန်တော်တို့ပန်ကြားစည်းရုံးနေတာဖြစ်ပါတယ်ခင်ဗျာအစည်းအဝေးစတင်မဲ့ဧပြီလ၄ရက်မနက်ပိုင်းမှာလဲဘန်ကောက်ကြောက်ဖျားမြစ်ပေါ်ကတရားသစင်းပေါ်မှာစစ်ကောင်ဆောင်ကိုမချိုးချိုးဘူးဆိုတဲ့စာရန်ကိုချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။ထိုင်းရောက်မြန်မာလူခွင့်ရေးလှုပ်ရှားသူတွေကလည်းစစ်ကောင်ဆောင်ကိုလက်ခံနှုတ်ဆက်နေတဲ့ထိုင်းနိုင်ငံကိုအခုလိုပဲဝေဖန်ထားပါတယ်။ ဒီလိုမျိုးစီဝေးပွဲတစ်ခုကိုအဲမေးအောင်လိုင်းကိုလူသိရှင်ကြားဖိတ်တယ်ဆိုရဲဟာကအဲကျမတို့အနေနဲ့မေးခွန်းထုတ်စရာတွေအများကြီးရှိတယ်ပေါ့နော်ထိုင်းဆိုရဘာဖြစ်လို့ဒီလူတွေလုံနေရလဲအထူးသဖြင့်မေးအောင်လိုင်းဆိုတာကရာဇဝတ်မှုတွေထက်ခါတက်ခါကျူးလွန်ခဲ့တယ်လူမျိုးလုံးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်အဲလူသားမျိုးနွယ်စုပေါ်မှာအဲဆေးရဆွေးမှုတွေလည်းအများကြီးကျူးလွန်ခဲ့တယ်ဒီလိုလူဘာကြောင့်ဒီလိုအစည်းအဝေးပွဲမျိုးကိုဖိတ်တာလဲနောက်ပြီးတော့ သူ့လက်ကသွေးစွန်းနေတဲ့လက်ပေါ့နော်သွေးစွန်းနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုနေရာမျိုးမှာနေရာပေးတယ်ဆိုတာကအာကျမတို့အနေနဲ့တော်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 စိတ်ပြက်စရာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အခုချိန်မှာပူပူနွေ့နွေ့လေးပဲပေါ့နော်မြန်မာနိုင်ငံမှာငလင်လှုပ်သွားတယ်ထိုင်းကိုလည်းရိုက်ခတ်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာဒီမင်းအောင်လိုင်ဥဆောင်နေပေါ့နော်စစ်ကောင်စီကအစိုးရတရက်အနေနဲ့ဘာမှမလုပ်ပေးနိုင်ဘူးဘာမှမလုပ်ပေးနိုင်တဲ့သူတယောက်ကိုဘာဖြစ်လို့အစိုးရနေရထားပြီးတော့အဲဒီလိုမျိုးဖိတ်ခေါ်မှုတွေလောက်တာလဲပေါ့နော် ထိုင်းနိုင်ငံကအင်တာပိုအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးဖန်ဝင်ရန်ထုတ်ခံထားရတဲ့မြန်မာစစ်ကောင်ဆောင်ကိုဖမ်းဆီးခွင့်တွေရှိနေတဲ့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေထိုင်းရောက်မြန်မာလူခွင့်ရေးလှုပ်ရှားသူတွေနဲ့မြန်မာရေးကူညီနေတဲ့ထိုင်းနိုင်ငံသားတွေကဖမ်းဆီးဖို့အရေးတောင်းဆိုဆန္ဒထုတ်ဖော်တာတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ကျွန်မဝေပါ ขอเหมือนเป็นการขอความร่วมมือขอข้อตกลงในထိုင်းနိုင်ငံဘန်ကောက်မြို့မှာဘင်းစတက်ထိပ်သည်အစည်းအဝေးတက်ဖို့ရောက်နေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုမကြိုဆိုကြောင်းအင်္ဂလိပ်ဘာသာနဲ့စာတန်းကိုကြောက်ဖျားမြစ်ပေါ်ကတရားဒစင်ပေါ်မှာတက်ကြွလှုပ်ရှားသူတွေကချိတ်ဆွဲခဲ့ကြပါတယ်မြန်မာစစ်ကောင်းဆောင်ကိုတရားခွင်ပြုလိုက်တဲ့ထိုင်းနဲ့ဘင်းစတက်ဖွဲ့ရရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြထန်ထန်ရှုံချကြောင်းအရက်ဖွဲ့အဖွဲ့စည်းတွေနဲ့လူခွင့်ရေးအဖွဲ့တွေကပြင်းပြထန်ထန်ကန့်ကွက်နေကြပါတယ် မြမနွေဦးတော်လန်ရဲ့လူလူသွေးအင်အားစုတွေကလည်းဘင်းစတက်စီဝေးလုံနေတဲ့ဧပြီ4ရက်နေ့မှာထိုင်းရောက်မြန်မာတွေအလုံမစင်တာအနေရောင်ဝတ်စားတွေဝတ်ဆင်တာစန့်ကျင်ကြောင်းပြသဖို့တိုက်တွန်းထားပါတယ် ဘင်္ဂလားဒေ့ရှ်အိန္ဒိယတီးလင်္ကာဘူတန်မြန်မာနဲ့နီပေါနိုင်ငံတို့ကထိတ်တန်းတပ်တမန်တွေဟာထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရီဆန်ဂီယာပွန်ဆာဦးဆောင်တဲ့အကြိမ်20မြောက်ဘင်စတက်ဝန်ကြီးများအစည်းအဝေးကိုတက်ရောက်လာကြပြီးမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကုန်သွယ်ရေးနဲ့ဒေတာရင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်ရှင်။